အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမောကောင်းတောင်းပြီးလိုက်ပါတယ်။အဲဒီနေ့ဒါကျွန်တော်တို့နေ့လေးပိုင်းမှာတော့ Manchester United ရဲ့အသင်းရဲ့သတင်းနဲ့စတင်ပြီးပြောမှာဖြစ်ပါတယ်။ Manchester United ရဲ့အသင်းရဲ့သတင်းနဲ့ပြောရမယ်ဆိုအခုလက်ရှိမှာ Manchester United အသင်းနဲ့ဒါအပြောင်းအရွှေ့တရေဝင်ပိတ်သွားတော့ညလေးအလုပ်တွေဆက်လုပ်နေသေးဖြစ်တယ်။ ဘန်ချက်စတာယူနိုက်တက်ရဲ့ဒါကျွန်တော်တို့အရာရှိတွေအနေနဲ့ဒါမနီကဘရန်ဖို့ကအသင်းနဲ့တွေ့ခဲ့ပြီးတော့ဒါကျွန်တော်တို့သူတို့အနေနဲ့မကြခင်မှာဒုတိယအချိန်မြောက်ဒါကျွန်တော်တို့ Brian Ambon ဘူတဲ့ဒါကျွန်တော်တို့ကန့်လန့်မှုကိုမကြခင်လုတ်တော့မယ်ဆိုတဲ့အကြောင်းကိုဘရန်ဖို့နဲ့ဒါစိတ်ဟောပေါ့တော်ဆက်သွယ်ပြီးတော့ချိတ်ဆက်ခဲ့တယ်လို့သိရတဲ့မှာပါပါတယ်အဲ့ဒီသတင်းတွေရဲ့နောက်ဆုံး update တွေကနောက်ဆုံးဒါကျွန်တော်သတင်းတွေရဲ့ အမြင်အရဆိုရင်တော့ဒါ Manchester United အသင်းက Brian Mbowe ရဲ့အပြောင်းအရွှေ့ကိုမြင်းမြန်းဆက်ဆက်လှုပ်ရှားနေမှုရတယ်။ပြောချင်တာဒါဒုတိယမြောက်ဒါကျွန်တော်အပြောင်းအရွှေ့ဂျွန်လ16ရက်နေ့ဖွင့်တဲ့နေ့မှာပဲဒီအပြောင်းအရွှေ့ကိုမြင်းမြန်းဆက်ဆက်ဒါကျွန်တော် Dundee ရဲ့လှုပ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ဘာကြောင့်လဲအဖြေကရှင်းပါတယ်။ Brian Mbowe ရဲ့အပြောင်းအရွှေ့မှာဒါကျွန်တော် Tottenham Hotspur အသင်းကအခုလက်ရှိမှာထဲထဲဝဝင်ပါဝင်လာတဲ့အတွက်ကြောင့်မို့ပြောလို့ရတယ်မှာပါတယ်။ဒါပေမဲ့လက်ရှိမှာ Tottenham Hotspur အသင်းကို Brian Mbowe ပြောင်းလာတဲ့ဆိုင်တော့ Manchester United အသင်းကိုဒါ Brian Mbowe အနေနဲ့ reach ထားဖြစ်တယ်။အဲ့တော့စပါးအသင်းကလက်ရှိမှာ Brian Mbowe ကိုစိတ်ဝင်စားတယ် ိုတာလေသူတို့ရဲ့နီးပြတဲ့ Thomas Frank ဖြစ်သွားတဲ့အတွက်ကြောင့်မို့သူတို့ရဲ့ဒါနီးပြတဲ့ Thomas Frank ကလည်းဒါ Brian Mbowe ကိုခေါ်ပြီးဖို့တောင်းဆိုတဲ့ကြောင့်ဒါကျွန်တော်တို့ Spurs အသင်းဘက်ကလည်း ခေါ်ပေးဖို့ဒါကြားထဲမှာစူးစမ်းကြည့်ရပြောလို့ရတယ်။ဒါပေမဲ့ Levi စူးစမ်းရတယ်ဆိုတော့ခမသိပါတယ်။သိပြီးတော့ဒါကက်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 အနေထားတော့မဟုတ်ဘူး။အဲ့တော့ Manchester United အသင်းကအခုလက်ရှိမှာ Brentford တောင်းတဲ့ဇီနီနီကိုဒါကျွန်တော်ဒုတိယမြောက် offer မှာပေးသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့ဒုတိယမြောက် offer ကတော့ Manchester United အသင်းကဒါကျွန်တော်တို့ပြောနေတဲ့ဒီနေ့မှတင်ကိုပဲ submit လုပ်သွားနိုင်တယ်ဆိုတဲ့သတင်းကို Benji Cock ကတင်ထားခဲ့တယ်။ယူရိုမြောက်အမှတ်မှားတာကလက်ရှိမှာ Brian Antwerp ရဲ့အပြောင်းအလဲတဲ့ Manchester United အသင်းကဒုတိယမြောက်ကမ်းလှမ်းမှုကိုကမ်းလှမ်းသွားပြီးပြီဆိုတဲ့သတင်းတွေကသတင်းမှဖြစ်တယ်။ United ဘက်ကဒုတိယမြောက်ကမ်းလှမ်း ်းမှုကို Brian M1 ဝက်ကိုလှုပ်ထားခြင်းလည်းမရှိသလို Manchester United အသင်းရဲ့ဒုတိယမြောက်ကမ်းလှမ်းမှုကိုလည်း Brentford ဘက်ကနေလက်ခံထားခြင်းမရှိသေးပါဘူးအဲ့တော့နှစ်ခုလုံးကဒီကအတူတူပဲအဲ့တော့ဒီနေရာမှာအပြောင်းအရွှေ့သတင်းတွေရအခုလက်ရှိတည်ရတဲ့သတင်းတွေရဆိုတော့ Manchester United ဘက်ကတော့ဒါကျွန်တော် fix fee ကိုတိုးမြှင့်ပေးပြီးတော့ဒါကျွန်တော် ပေါင်55တန် plus 5တန်တချို့တော့ကောလာဟာရမှာပေါင်50 plus 5တန်ဒီလိုမျိုးပုံစံမျိုးတွေနဲ့တွားဖို့ရှိရဲဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။စာချုပ်တန်တနစ်ပဲကြံတဲ့ကစားသမားတွေဒီ fees က fair တယ်လို့တော့ပြောလို့ရရတယ်မှာပါတယ်။ Brentford ဘက်ကလည်းလက်ရှိမှာဒီနေရာမှာသူတို့ဘက်ကအဓိကတောင်းဆိုတာက Brian Embomo ကိုကစားသမားတစ်ယောက်အနေနဲ့ပြန်ပြီးတော့ဝယ်ရမယ်ဒါဖြစ်တင်ရမယ်ကစားသမားနေရာဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒါ fix ပေးမယ်ဆိုရင်တော့အရစ်ကျလုပ်မယ်ဆိုရင်တော့မှ down payment ကိုမြန်မြန်ဆဆပေးဖို့အတွက် Manchester United အသင်းကိုတောင်းဆိုနေတယ်လို့သိရတယ်မှာပါ။အဓိကကတော့ဘယ်လိုပဲဒါ fix ပေးဖို့ Manchester စင်နဲ့တက90ပေးမယ်ဆိုရင်တော့ down payment ကို30လောက်ပေးပြီးတော့ကျန်တဲ့20ကို10 10သန်း10သန်းပုံစံမျိုးအေးချခွဲပေးဖို့တဲ့ United ကိုတောင်းဆိုထားတယ် United ဘက်ကလည်းဒါမျိုးကိုလိုက်ရောသွားပေးဖို့အစီအစဉ်ရှိပြီးတော့ Brian M1 ဘူရဲ့အပြောင်းရွှေ့က Manchester United အသင်းရဲ့ဒုတိယမြောက်အပြောင်းရွှေ့ဖြစ်လာဖို့အတွက်လက်ရှိအခြေအနေတွေကတော်တော်လေးကိုကောင်းလာခဲ့ပြီဖြစ်တယ်အဲ့တော့လူတွေပြောနေကြတာနောက်တစ်ချက်ကပါလဲဆိုတော့ Brian M1 ဘူရဲ့လစာကအင်မတန်မှများတယ်ဆိုတာဟုတ်လားဆိုတော့အခုလက်ရှိမှာနောက်ဆုံး update သတင်းတွေရဆိုတော့အဲ့ဒီသတင်းကမှားယွင်းနေလို့ပြောလို့ရတဲ့သတင်းဖြစ်သွားပါပြီ။ဘာလို့ဆို Brian M1 ဘူနဲ့အခုလက်ရှိမှာ Manchester United အသင်းမှာ တာသူများကြီးကလဆာသူများကြီးထဲလဆာပို့ပေးလို့ Brian Mbombo ကရွေးသွားတယ်ဆိုတဲ့သတင်းကအမှားဖြစ်ခဲ့ပြီး Brian Mbombo နဲ့ Manchester United အသင်းကိုရွေးသွားခဲ့တာသူငငယ်လေးကတည်းကဒီကလပ်ကိုအားပေးလို့ရွေးသွားခဲ့တယ်ဆိုတာကိုကျွန်တော်သိဖို့လိုတယ် Brian Mbombo ကိုရရှိမှာ Manchester United အသင်းကပေါင်2သိန်းနဲ့2သိန်း2တောင်းကြားတကူလို့ချုပ်ကော်လာဟာအဲ့ထက်တောင်ပိုနေတယ်ပေါင်3သိန်း8တောင်းနဲ့2သိန်းကြားဟာမှာပေးသွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့ဒါပေမဲ့ တိရတော့ကမက်သူးဝက်ခေါ်နိုင်ရတဲ့ဈေးပုံစံမျိုးဖြစ်တဲ့ပေါင်နှစ်သိန်းနှစ်သောင်းကိုသာပြီးချေသွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေကပုံမူပြီးတော့တိကျမြန်ဆန္ဒထွက်တယ်အဲ့တော့ Brian Abbott ကတော့ Manchester United အသင်းကလက်ရှိမှာဒါ9နှစ် plus 1နှစ်ကိုဒါနှုတ်အားဖြင့်သဘောတူညီမှုရထားတယ်ဆိုတဲ့သတင်းတွေလည်းကြေကြေလောင်ထွက်နေခဲ့တယ်အဲ့တော့အဓိကလိုအပ်နေတာလက်ရှိမှာ Manchester United အသင်းနဲ့ဒုတိယမြောက်ကမ်းလှမ်းမှုကို submit လုပ်ဖို့ပဲကြံပါပြီ Bravo နဲ့ Manchester United အသင်းကြားတဲ့ကသဘောတူညီမှုနံပါတ်2ကိုလည်းရထားပြီး Manchester United အသင်းကပဲဒီကနန်းအတိုင်းတရားဝင်ကမ်းလှမ်းမှာလားမကမ်းလှမ်းဘူးလားပြတ်ချက်တော့ဆောင်ကြတော့ကျွန်တော်မြင် ာဒီနေ့မှာဒါဒုတိယမြောက်ကန်လန့်မှုပုံစံမျိုးနဲ့ Manchester United အသင်းလှုပ်သွားမှုရှိတယ်။ Brian Ambon ပုံနဲ့ဒီနေ့မှာဒါကျွန်တော်တို့ အဲ့ဒီပေါ်ဖြစ်သွားခဲ့မယ်ဆိုတော့ဒီရပိုင်းအတွင်းဆေးစစ်ပြီးတော့တရားဝင်ခေါ်ယူဖို့အတွက်လှုပ်ဆောင်သွားမယ်လို့သိရတယ်မှာပါ။ဒါပေမဲ့တရားဝင်ကြေညာမှာတော့ဒါဂျွန်16လောက်မှာပဲတရားဝင် Manchester United အသင်းနဲ့ကြေညာမှုများတယ်။အဲ့တော့ Brian Ambon ဘုံအနေနဲ့တခြားသော club တွေကိုလက်ရှိမှာသွားဖို့လုံးဝအစီအစဉ်မရှိဘဲနဲ့ကစားသမားကိုယ်တိုင်က Manchester United အသင်းမှာ Manchester United အသင်းဖြစ်ပြီးတော့အဓိကရွေးချယ်ခဲ့တဲ့အတွက်ကြောင့်မို့ဒီအပြောင်းအရွှေ့က Manchester United နဲ့ဒါကျွန်တော်တို့ Brian Ambon ဘုံဂျာပဲဖြစ်သွားခဲ့တယ်ဖြစ်တယ်။အဲ့တော့ဂျာကမှာစပါအသင်းကဝင်နှောက်လာတာမှန်ပေမဲ့စပါအသင်းဘက်ကနေပြီးတော့ဒါကျွန်တော်တို့တရားဝင်ကမ်းလှမ်းမှုတွေမလုပ်ခဲ့ ဲ့သို့စိတ်ဝင်စားတဲ့အဆင့်ကနေမတက်ခဲ့တဲ့အတွက်ကြောင့်မို့ Manchester United အသင်းကလက်ရှိမှာဒုတိယမြောက်ကမ်းလှမ်းမှုကိုမြင်းမြန်ဆက်ဆက်လှုပ်လိုက်တဲ့ဆွဲသဘောမှလည်းရှိပါတယ်။အဲ့တော့ဒါ Brian Ambon ကိုတော့ Manchester United အသင်းရဲ့ agent နဲ့မြင်းမြန်ဆက်ဆက်တွေ့ရတော့မှလားဒါဘလူးချီလီတီရှိမှလည်းကျွန်တော်အတူတူဒါကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ့်နေရာမှာပါတယ်လို့ပြောပြစေ။အဲ့တော့ကစားသမားအထွက်တွေထဲမှာလက်ရှိမှာဒါကျွန်တော် Manchester United တင်နေတာကျွန်တော်တို့ Ghana Chou ရဲ့အပြောင်းရွှေ့ရောပြောမယ်ဆို Ghana Chou ဒါကျွန်တော်တို့အဆန်သွား Sancho Anthony ဒါကျွန်တော်တို့ Rashford ဒီကစားသမား၄ယောက်ရဲ့အပြောင်းရွှေ့ကို Manchester United တင်နေနဲ့မင်းမင်းဆဆန်တွန်းနေတယ်လို့သိရတယ်မှာပါတယ်အလားတို့ Ghana Chou ရဲ့ဒါအပြောင်းရွှေ့ကိုတော့ Manchester United တင်နေပေါင်သန်း၄၀နဲ့ပေါင်သန်း50ဈေးသတ်မှတ်ထားပြီးတော့ခေါ်ယူခြင်းနဲ့ club တွေရှိတယ်ဆိုရင်တော့ဒါကျွန်တော်မင်းမင်းဆဆန်ခေါ်ယူမှုတွေအကုန်လုံးကိုတိုက်တွန်းထားတယ်အဒီလကလက်ရှိမှာဒါကျွန်တော်တို့ CV club တွေနေနဲ့အလားတို့ Ghana Chou ကိုတော်တော်လေးကိုစိတ်ဝင်စားတယ်လို့ပြောလို့ရတဲ့အခြေအနေတခုကိုဒါ သွားနေတယ်ပေါ့နော်အလာဟန်ဒိုကန်နာချိုကလက်ရှိမှာသူ့အနေနဲ့သူကလောက်ခလဆာများတာမများတာသူ့အနေနဲ့နဲတယ်အဲ့တော့ဂျီတာသူများရောက်တာလောက်ခလဆာမှာဒါကျွန်တော်အလာဟန်ဒိုကန်နာချိုကဒါ complain မရှိဒါပေမဲ့အဓိကအလာဟန်ဒိုကန်နာချိုရဲ့အဓိကတောင်းဆိုမှုတစ်ခုကသူရောက်သွားတဲ့ club တွေမှာအဲ့ left wing နေရာကသူ့အတွက်ပဲဖြစ်ရမယ်ဆိုတော့ဒါတောင်းဆိုမှုကလက်ရှိမှာပြဿနာတက်နေတာအဲ့ဒါကဘာလဲဆိုတော့ Manchester United အသင်းနဲ့စာချုပ်သက်တမ်းချုပ်ဆိုမှုအတွက်ဒါမနစ်ကတည်းကအကြံ့ကြာခဲ့တာလေဒါပဲဒါ Kobe Mainu တို့လိုလာမှကျွန်တော်စာချုပ် အပြောင်းရွှေ့ဈေးဒါကျွန်တော်ဟာတဲ့3000 2000တောင်းနေတာမဟုတ်ဘူးအလာဟန်ဒိုကနာချိုကရှင်းတယ်သူကသူ့ရဲ့အသက်ကသူဒီပွဲထဲမှာသူပါဝင်ခြင်းနဲ့ပွဲတိုင်းမှာသူဆော့ခြင်းနဲ့သူခြေစွမ်းကြသည်ဖြစ်စေခြေစွမ်းတက်သည်ဖြစ်စေဒီပြကသူ့ကိုတုံးကိုတုံးရမယ်ဆိုတဲ့ပုံစံမျိုးကိုအလာဟန်ဒိုကနာချိုကလိုချင်တယ်အဲ့တော့လက်ရှိမှာခေါ်တဲ့ကလပ်တွေတချို့ကလပ်တွေကဒီအမျိုးဂရန်တီကိုပေးနိုင်တယ်ပေါ့တချို့ကလပ်တွေကဒါမျိုးဂရန်တီမပေးနိုင်ဥပမာလက်ရှိမှာနပိုလီလိုမျိုးအန်တိုနီယိုကွန်တေကရှင်းတယ်သူ့အနေနဲ့ဒါကျွန်တော်တို့အလာဟန်ဒိုကနာချိုကိုတော်တော်လေးကိုနှစ်သက်တယ်အလာဟန်ဒိုကနာချိုကိုတော်တော်လေးကိုသဘောကျတယ်ဒါပေမဲ့အလာဟန်ဒိုကန နာချိုလက်ရှိမှာဒါသူတောင်းဆိုတဲ့ဒါသူ့နေလက်ဝင်းတစ်ခုလုံးကသူ့ဟာဖြစ်ရမယ်ဆိုတဲ့ဥစ္စာကတော်တော်လေးကိုဒါကစားသမားဘက်ကအဒီပြဘက်ကကြည့်မှာဆိုမလွယ်ဘူးဆိုတော့ကစားသမားတော့ performance ကြမယ်ဆိုရင်ဒါသူ့နေနဲ့ performance အရာအားနည်းသွားပြီးတော့အဲ့ဒီပွဲမထွက်နိုင်ဘူးဆိုရင်ဒါစာချုပ်အချက်လက်အရာကျွန်တော်အာကျွန်တော်တစ်ဖက်အသင်းကနေပြီးတော့ foul fine ပေးရမယ်သဘောမှာဖြစ်သွားအဲ့တော့ပြောချင်တာဗျာအဲ့ဒီအချက်ကြီးရတာကျွန်တော်အသင်းအတွက်တကယ်ကိုလွယ်ကူမှာဘာလို့ကစားသမားတယောက်ဆိုဗျာကျွန်တော်ဒါတနေ့ကိုချွေတနေ့ငွေဖြစ်သွားနေတဲ့ကစားသမား consistent ဖြစ်တဲ့ကစားသမားတွေလည်းအများကြီးပါဒါတနေ့ကိုဒါကျွန်တော်တို့အမြင်နဲ့တွေးလိုက်ပြီးတော့ဒီ performance level အဟောင်းအမြင့်ဆုံးပြတဲ့ကစားသမားတွေမှာအများကြီးဒါပေမဲ့ ခန္ဓာချုပ်ကအိုက်တမ်မှာပါမနေဘူး။ဒါပုံဝင်လင်းပြောတာခန္ဓာချုပ်နည်းနည်းခုလည်းရှိမှဒါ consistent အရင်ဖြစ်လို့နဲ့ကစားသမားတွေပါမနေ။အဲ့တော့အသင်းသင်းတွေခမ ्या ကိုခေါ်မယ်ဆိုရင်ခမ ्या ကဒါကျွန်တော်ဒီပွဲပွဲတိုင်းပွဲထွက်ချင်တယ်။ကျိုးတဲ့ပွဲစဉ်ကလို့ကျွန်တော်ပွဲတိုင်းပွဲထွက်ချင်တယ်။အဲ့ပွဲထွက်တဲ့ပွဲစဉ်မှာခြေသွမ်းမကောင်းဆိုရင်ဒီပြားထုတ်လို့လည်းမရ။အဲ့ပြဿနာတော်တော်လေးကိုစိုးတယ်။အဲ့တော့ Alejandro Garnacho ရဲ့ပြောင်းရွှေ့နဲ့ပတ်သက်ပြီးအဓိကအကြံကြာနေတာဒါပဲ။ United ဘက်ကလည်းဒါကျွန်တော် Alejandro Garnacho နဲ့ပတ်သက်ပြီးတော့မြေမြောင်ချင်တဲ့သူတို့နေအဲ့ငွေကနေတစ်ဆင့်တိုက်စစ်မှုအတွက်လည်းဒါကျွန်တော် ထပ်ပြီးတော့ငွေထည့်ခြင်းတယ်ပေါ့နော်အဲ့တော့တိုက်စစ်မှုနဲ့ပတ်သက်ပြီးပြောရမယ်ဆို United အသင်းရဲ့လက်ရှိလာမယ့်နေရာဒီမှာ White Land ကိုရောင်းကိုရောင်းသွားမှာဖြစ်တယ် White Land ကိုဒါကျွန်တော်အသင်းမှာတကစားသမားနေဘလောက်ပဲဆက်ရှိနေခြင်းနေပါပဲပြီးတော့ United ဘက်ကဒီကစားသမားကိုဒါကျွန်တော်တို့လူချင်းတဲ့ကလပ်များရှိမယ်ဆိုရင်တော့ခေါ်ယူဆွေးနွေးဖို့တော့လုံးဝ ready ဖြစ်နေတယ်ဆိုတော့လုံးဝလုံးဝအပားမခံအဲ့တော့လက်ရှိမှာ White Land တယောက်ရဲ့အပြောင်းအရွှေ့ကတော်တော်လေးကိုစဉ်းစားခတ်သွားပြီးတော့ကစားသမားကိုယ်တိုင်က United ရဲ့အသင်းမှာဒါတိုက်ပွဲဝင်ခြင်းနဲ့ United အနေနဲ့ဒါကျွန်တော်လုံးဝဒါကျွန်တော်တို့နေရာလူချင်းတဲ့ပေါ့ဗျာအဲ့လိုပုံစံမျိုးကိုကျွန်တော်အများကြီးတွေ့ရတယ် ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုတော့ကစားသမားကိုယ်တိုင်ကလက်ရှိမှာလည်းကျွန်တော်တို့ချေစွမ်းရတာဗဇက်ကလာတိုက်ပွဲဝင်မဲ့တာပြောချေစွမ်းရလာလာအများကြီးရှိနေတာမဟုတ်အားနေတဲ့ကစားသမားကြီးတွေတယောက်ဖြစ်တယ်အဲ့တော့ မန်ချက်စတာယူနိုက်တက်ကတော့ရှင်တယ်ဝိုင်လန်ရဲ့လက်ရှိခြေစွမ်းကသူတို့နေတာဒါကိုအမြင့်ဆုံးလို့ယူရှာတယ်ဒီထက်ပိုပြီးကောင်းလာမယ်လို့မထင်ဘူး United ဘက်ကလက်ရှိမှာအငားနဲ့တောင်မထုတ်ဘဲနဲ့အပီးသက်ဒါကျွန်တော်တို့ခေါ်ယူပိုင်ခွင့်ဒါကျွန်တော်တို့လက်ရှိမှာဒါမှမဟုတ်အဲတခါတည်းခေါ်ယူွားပေါ့အဲ့လိုပုံစံမျိုးသူတို့နေလို့အဲ့တော့ United ဘက်ကတော့ရှင်းပါတယ်ဝိုင်လန်နဲ့အနာကက်နဲ့ပတ်သက်ပြီးသူတို့နေနဲ့သူတို့အသင်းမှာမရှိတော့ဘူးလို့သူတို့နေမှန်တာတယ်ကစားသမားနေနဲ့ခုလက်ရှိမှာအသင်းအတွက်တိုက်ပွဲဝင်ကျင်တာမှန်ပေမဲ့ United ဘက်ကတော့ဒါဝိုင်လန်နဲ့ပတ်သက်ပြီးလုံးဝစိတ်ကုံသွားခဲ့ပြီလို့ပြောလို့ရမယ့်အခြေအနေတစ်ခုကိုရှောက်သွားခဲ့ပြီလို့ဆိုလို့ရမယ့်အထဲမှာပါပါတယ်အဲ့တော့ကြောက်ပါပဲအဲ့တော့ Manchester United က်တဲ့အပြောင်းအရွှေ့အကြောင်းလေးဒီနောက်မှကျွန်တော်နားကြပါတယ်ဘောလုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတဲ့ db4 ကြီးတို့မှာဂျင်းလို့ဆိုတာပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတဲ့ TV ပေါ်ယူတဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးလည်း clip ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ TV4U ရဲ့ link လေးတွေကို link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျမြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုတင်ပါတယ်ကောင်းမွန်သော နေ့တစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့တေးပါဗျာ